အလိုပဲမြင်လာပါဒီနေ့သင်ခန်းစာကတော့ Sergeant Raising အကြောင်းပြောပြမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ Sergeant Raising အကြောင်းပြောမယ်။ Sergeant Raising အကြောင်းပြောဖို့အတွက်ဝဲကြတစ်ချောင်းရှိတယ်။အဲ့ဒီဝဲကြတစ်ချောင်းမှာကျွန်တော်တို့ Sergeant Never Sergeant Never ဆိုပြီးတော့ clause နှစ်ခုပါတယ်။အဲ့ဒီ clause နှစ်ခုပါတဲ့ဝဲကြမှာအရှင်းဆုံးကို Subject ကို ပို့လိုက်တယ်။ အဲ့ဒီ subject ဒီအနောက်မှာပါတော့ဒီ clause ရဲ့ subject ပဲသို့တော့သူ့ကိုပို့ပြီးတော့ထင်ရှားပေါ်လွင်အောင်ဆိုတော့ရည်ရွယ်ချက်နဲ့အရှိပို့လိုက်တယ်အနောက်ဘက်ကျောင်းမှာရှိတော့ subject ဒီလည်းအရှိကိုပို့ထားတော့ subject ပဲ နော်တူတူပဲဖြစ်တယ်ဒါပေမဲ့အရှိကိုပို့ပြီးရေးလိုက်တယ်ဘာကြောင့်အဲ့လိုရေးရတယ်လဲဆိုတော့ဒီစာဖတ်တဲ့သူအတွက်ပို့ပြီးတော့ချောမွေ့သွားအောင်ဆိုတဲ့ရေးရချက်ရှိနဲ့သုံးတယ်နောက်တစ်ချက်ကရှုပ်ထွေးမှုမရှိအောင်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဒီဝက်ကြဒီအကြောင်းအရာကိုပြုလုပ်တဲ့သူကဒီသူ ဒါကိုကျမတို့အရှိကိုတခါတည်းပို့ပြီးတော့ရေးလိုက်ခြင်းဖြစ်တယ်အဲ့တော့ line ရမယ့်အချက်ကကျမတို့ဒီ reason bar ပေါ့နော်ဒီအတားကိုသုံးဖို့လိုတယ်အဲ့တော့ reason bar တွေကဒီမှာဖော်ပြထားပြီးသားပေါ့နော်ဒီဒါကဒီ typical ဒီပုံမှန်တွေးနေကြ reason bar တွေဒီမှာရှိတယ်အဲ့တော့ကျမတို့ခုနကပြောထားတဲ့ subject bar subject bar ပါတဲ့ class နှစ်ခုအဲ့ဒီ class နှစ်ခုကိုနားလည်လွယ်အောင်ပြောမယ်ဆိုရင် အရှိပို့ထားတဲ့ class ကို ကျွန်မတို့က main class လို့ခေါ်မယ်။အနောက်မှာကျန်ခဲ့တဲ့ဒီ unbounded class ကိုကြတော့ lower class လို့ခေါ်မယ်။အဲ့တော့အနောက်မှာကျန်ခဲ့တဲ့ class ဒီ main class မဟုတ်ဘူး lower class ဖြစ်တဲ့ဒီ unbounded class အနေနဲ့ non class လည်းဖြစ်နိုင်တယ် add class လည်းဖြစ်နိုင်လို့ advanced class တွေလည်းဖြစ်နိုင်တယ်။နော် pattern အရဆိုရင်တော့ဒီအနောက်က close မှာသုံးထားတဲ့စာချက်ကိုပဲအရှိကိုပို့လိုက်တယ်။ Okay ဒီစာချက်အရှိရောက်သွားပြီ။ဒါဆို ပြုလုပ်သူဒီအရှိဘွားနဲ့လည်းသူဆိုင်လို့အနောက်မှာရှိတဲ့ဒီ close နဲ့လည်းသူဆိုင်တယ်။ဒါပေမဲ့ဒီစာချက်ကို ကျွန်တော်တို့ raise လုပ်လိုက်ပြီဆိုတဲ့သုံးရမယ့် verb က raising verb ဖြစ်ဖို့လိုတယ်။ raising verb ကဒီမှာပေးထားတဲ့ seem တို့ appear တို့ happen တို့ပေါ့နော်။သူဒီ action မဟုတ်ဘူးเนาะ။ကျွန်တော်တို့အခြေအနေကိုပဲဖော်ပြပေးတာ။အဲ့တော့ raising verb ကိုသုံးပြီး ြီဆိုရင်အနောက်မှာ infinite phrase လာရမယ် like ကိုလာရမယ်နော်2 plus 0เนาะပြီးတဲ့အခါမှာဒီမှာတို့ဒီသူနဲ့သက်ဆိုင်တဲ့အဖြစ်ပုံတွေလာမှာဖြစ်တဲ့နော်ဒီမှာ exam မှာပေးထားတဲ့ပုံမှန်ရေးတဲ့ဝါကျဆိုရင် it seems that john is ထားရဲ့เนาะဒါ seem ဆိုတဲ့ဒီ reason ဘာကိုသူကတုံနာတယ်ဖြစ်ပုံပေါ်ဒီထင်ရသည်ဘာ action မှမပါဘူးเนาะအနောက်မှာမှာကျွန်တော်တို့ that clause လာတယ်အဲ့တော့ခုနကပြောတယ် main clause ရှိမယ် abandoned clause ရှိမယ်လို့ကျွန်မနှစ်ခုပြောလိုက်တယ်အဲ့တော့အရှင်းမှာ clause int a ကစာချက် seem ကဘာစာချက် never ပါရင် clause နောက်တစ်ခုဆက်ကြည့်မယ် john is tired အနောက်မှာလည်းစာချက်ရဲ့ဘာရဲ့ပါတဲ့အတွက်ကြောင့် clause အဲ့တော့ဒုတိယ ဒီ lower clause လို့ခေါ်တဲ့ unbounded clause မှာရှိတဲ့ subject ကိုကျွန်တော်တို့ကအရှိပို့လိုက်တယ်ပို့လိုက်ရတဲ့ကြောင့် anti it နေရာမှာ john ဆိုတာဝင်သွားပြီပြီးတော့ right ပါမနော်ဒီ reason bar ကိုပြန်တော့အဲ့တော့ reason bar seem no happen တို့ appear တို့ဒါကိုတော့ပြီးတော့ structure အတိုင်း infinitive phrase လာမယ် to be ထားရဲ့ to ရဲ့နောက်မှာ base bar verb zero pattern နဲ့ရေးချင်းဖြစ်တယ်အဲ့လို့ဆိုရင်ရမယ်နော် exam မှာတွားရအောင် အဲ့တော့ subject raising အတွက်အသုံးများတဲ့ပုံတော့ဒီ common ဖြစ်တဲ့ verb တွေရှိတယ်ဒီနောက်မှာဆိုရင်ဒီ adjective တွေရှိတယ်ပေါ့နော်အဲ့တော့ simple shorthand လေးနဲ့အရင်သွားမယ်ပြီးတော့မှ advanced word ကြောက်ကိုသွားမယ်အဲ့ဒီမှာစကြည့်မယ် John seemed to be tired အဲ့တော့ John နော်ဒီ subject ကိုကျမတို့ raise လုပ်ပြီးတော့အရှိပို့လိုက်တယ် seem to be ထားရသူကြည့်ရတာပင်ပန်းနေတဲ့ပုံပဲ the plan appear to have failed အဲ့တော့အဲ့ဒီ season ကဒီကြရှုံမဲ့ပုံပဲနော်ဒီ season အလုံးမဖြစ်ဘူး the hypothesis proved to be correct ဒီထင်မြင်ယူဆချက်အဲ့ဒါကဒီမှန်ကန်ကြောင်းသက်သေပြတဲ့ she happened to me her old friend yesterday မနေ့ကတငယ်ချင်းဒီ mate mate ဆွေဟောင်းနဲ့ပေါ့နော်ဒီ mate mate ဆွေဟောင်းနဲ့သူမတွေ့ခဲ့တဲ့ student 10 to procrastinate before exam ဆောင်းမိုးပဲမဖြေခင်တော့ကျောင်းသားတွေကတော့အချိန်ဆွဲကြတယ် tend to or mostly ကိုပြောတာเนาะ he is likely to win the competition ပြန်ပြောတော့သူကနိုင်မဲ့အခြေအနေရှိတယ် likely the adjective ဖြစ်တယ်เนาะအလားအလာရှိတာကိုပြောတာ13 is certain to succeed ဒီအသင်းကတော့အောင်မြင်ဖို့အတွက်တည်ချာနေပြီ she is bound to make mistake in her first attempt နော်ပထမဆုံးကြိုးပမ်းမှုမှာကတော့အမားပြုလုပ်ဖို့ကသေချာတယ်နော်ဒါမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ဒီ simple sentence တွေကိုကျမတို့ဒီ reason ဘာတွေနဲ့တုံပြီးတော့ပြောပြသွားတယ်အဲ့တော့ကျမတို့ဒီမှာဆိုရင် infinitive phrase တွေတောင်းလျှောက်ပါတာကို တွေ့ရမယ်အရှိမတုံထားတဲ့ဘာတွေရလဲ reason ဘာပြီးတဲ့အခါမှာဒီ subject reason မှာတုံတဲ့ adjective တွေကိုတွေ့ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်မတို့ဒီ reason ဘာပေါ့နော်ဒီသုံးလုံးနဲ့ဝတ်ကြလေးလေးပါတာပြန်ကြည့်မယ်အဲ့တော့ get to come to turn out တို့ကြတော့ less formal ပေါ့နော်အိန္ဒိယမှာသုံးတယ်ဒီ stylistic ဖြစ်ဖို့အတွက်နော် style ကြဖို့အတွက်လည်းသုံးတယ်ပေါ့အဲ့တော့ example စာကြည့်မယ် he got to be one of the most respected scientist in his field သူရဲ့လေးလာမှု level မှာတော့ respected ဖြစ်တဲ့ scientist ညာထဲမှာတူဖြစ်ပါသည် got to be အဲ့တော့ဖြစ်လာသည်လို့ပြောတာနော်ဒီ got ကအိန္ဒိယမှာ become န်းနဲ့တော့ရောသဘောတူတယ်။အဲ့တော့ GOT code ဒီကျမတို့အကြောင်းရပေါ်မှာမူတည်ပြီးတော့ transitive လည်းရှိတယ် intransitive လည်းရှိတယ်။အဲ့ကြောင့်သူက less formal လို့ပြောတာ they got to know each other through online collaboration ဒီ online ကနေပြီးတော့เนาะပူးပေါင်းလုံးဆောင်မှာနေပြီးစင့်တူနဲ့တူပို့ပြီးတော့တည်ကျွမ်းလာသည်เนาะ got to know each other she got to realize how much he had underestimated that သူတို့အပေါ်မှာဘလောက်ထိเนาะသူ short သူမ short တွက်ခဲ့လဲဆိုတော့သူမသဘောပေါက်သွားခဲ့ပါ ပြီ it came to see that all their effort were in vain သူတွေရဲ့ကြိုးပမ်းအားထုတ်မှုအကုန်လုံးကအချိန်ကြီးဖြစ်သွားတယ်ဆိုတာကနော် came to see ဖြစ်ပုံပေါ်တဲ့အဲ့လိုမျိုးဖြစ်သွားပြီလို့ထင်ရတယ် the event came to be known as the green revolution ဒီအဖြစ်အပျက်နော်အဲ့ဒါကိုတဲ့ came to be known အပေါ်မှာတော့လေကျွန်တော်တို့ come to see နော်ဒီမှာတော့ သူရဲ့နောက်မှာကျွန်တော်တို့ va တခါတည်းတွဲလိုက်တယ်အခုကျတော့ to be known ဆိုတဲ့စာ passive voice နဲ့ရေးထားတာ အဲ့တော့ဒီအဖြစ်ပြက်ကိုလို့ကျွန်မတို့ကဂုံနဲ့ပါတာပြန်ဖို့လိုတယ်အဲ့တော့အဲ့ဒီအဖြစ်ပြက်ကိုခိန်းတူဘီလို့တိတိထားကြရတယ်ပေါ့နော်တိလာကြရတယ်တဲ့ as the green revolution အစင်းရောင်တော်လှန်ရေးဖြစ်တိလာကြရတယ် they came to accept that the decision was irreversible ဒီဆုံးဖြတ်ချက်ကပြင်လို့မရဘူးဆိုတာကိုသူတို့လက်ခံသွားကြပြီ the plan turned out to fail due to unforeseen obstacles ဒီမမြင်ရတဲ့အခက်အခဲအတားအဆီးတွေကြောင့် SEC က turn out to to fail ကြာချုံသွားပြီတဲ့ the rumor turn out to be true after all အဲ့တော့ကနောက်ဆုံးမှာတော့ပေါ့နော်ဒီ cola hala ကအမှန်ဖြစ်သွားပြီ now it turned out that the report had been falsified falsified ရကလိမ်လည်ပြီးတော့နော်ဒီရေးသားထားတဲ့ report ဆိုတာကနောက်ဆုံးမှာတော့ပေါ်သွားပြီပေါ့နော်ဒါမျိုးပြောခြင်းဖြစ်ပါတယ် အဲ့တော့ကျမတို့စာချက်ကိုအရှိမပို့ပဲနဲ့စာချက်နေရာမှာ ITA ကိုထားပြီးတော့လေဒီစာချက်ဒီ reason လုပ်လို့ရတာပေါ့နော်အဲ့တော့ဒီမှာ exam မှာပေးထားတယ်ပေါ့နော် exam မှာသုံးခု ပုံမှန်အဖြစ်ရေးမဲ့ဆိုရင် ကျမတို့ it is in that mary is happy ဆိုတဲ့ဝတ်ချက်အဲ့တော့ ITA ဆိုတဲ့အရာကိုစာချက်နာမှာထားတယ်ပြီးတော့ဒီဘာပေါ့နော် reason verb ဖြစ်တဲ့ seem တို့ prove တို့နော်ပြီးတော့ adjective သူနဲ့သက်ဆိုင်တဲ့ adjective တွေ certain တို့ likely တို့ bound တို့ เนาะဒါတွေသုံးပြီးတော့ရေးတယ်အနောက်မှာကျွန်တော်တို့ dark clock ပြောထားပြီးသားနော်ဒီ cloth နှစ်ခုပါမယ် main cloth ကြီးမယ်အရှိကအရာအနောက်မှာကျတော့ unbanded cloth တန်ဒီအပြည့် lower cloth အဲ့ဒီ lower cloth မှာပါတဲ့ subject ကိုအရှိပို့ပြီးရေးခြင်းကို subject reason လို့ခေါ်တယ်အခုဒီမှာ int h နဲ့ရေးပြကြတယ် original ဝက်ကြနော် original set အဲ့တော့ if seen ဒီ seen ဆိုတဲ့ကြီးကျမတို့ဒီ reason verb ကိုသုံးတယ်နော်အဲ့တော့ mary is happy mary ပျော်နေတဲ့ပုံပဲတဲ့အဲ့တော့သူ့ကို 你。 ပါအောင်နော် subject raising နဲ့ရေးမယ်အဲ့တော့ Mary seemed to be happy Mary ကြီးရတာပျော်နေတဲ့ပုံပဲနော် seem ဆိုတဲ့ဒီကျွန်တော်တို့ raising verb ကိုသုံးနိုင်ရခါမှာနောက်မှာ infinitive phrase ပါလာတယ်အဲ့တော့ happy be past be adjective ဖြစ်တဲ့ကြောင့် be ခံပြီးတော့ရေးတာနော် verb ဆိုရင်တော့ကျွန်တော်တို့ဒီ be ရမလိုဘူး passive ဘိုင်းမှာပဲရေးတာထို့အတူပဲ it proved that the experiment was successful နော်ဒီ experiment စံတချက်ကအောင်မြင်တယ်လို့အသေးပြတယ်အဲ့တော့ class နှစ်ခုပါမယ် sajava main class sajaye vaya ကကျွန်တော်တို့ unbounded class တနည်းအားဖြင့် lower class lower class မှာရှိတဲ့စာချက်ကိုအရှိပို့ပြီးရေးတော့ကို subject reason လို့ခေါ်တယ်ရေးကြည့်ကြည့်မယ်ဒီ experiment ပြီးတော့ခါမှာဒီ proof တို့ seem တို့เนาะ ီ reason ဘာတွေကိုပဲပြန်တော့ဒီဘာကိုသုံးပြီးပြီဆိုတာနဲ့အနောက်မှာကျမတို့ infinite phrase infinite phrase ပြောတဲ့အတွက်ကြောင့်2 never zero အဲ့တော့2 never zero ရေးမယ်ဆိုတော့2အရင်ရေးလိုက်ပြီးတော့သူပေးထားတဲ့ verb က var က be var ဖြစ်နေတဲ့ကြောင့် infinite is ဒီ base var က be be ကိုရေးကြံနေသေးတဲ့ adjective ဆိုလည်း adjective noun ဆိုလည်း noun ပေါ့နော်ဆက်ရေးနောက်တစ်ခုဆက်ကြည့်မယ် it is likely that they were arrived late သူတို့နောက်ကြမှာရောက်မဲ့ပုံပဲပုံ ုံပဲလို့သူကပြောတာအဲ့တော့ likely တို့ကျမတို့အရှိမသုံးထားတဲ့ပုံတော့ bound တို့နော်အဲ့တော့ certain တို့အဲ့ဒါတွေက subject ဒီ reason မှာသုံးတဲ့ adjective တွေဖြစ်တယ်အဲ့တော့ subject verb subject verb ဒုတိယဝကျောက်မှာရှိတဲ့ဒီ they ဆိုတဲ့ subject ကိုဒီကျွန်တော်တို့ reason လုပ်မယ်အရှိကိုပို့ they are เนาะအရှိမှာတော့ ida မို့လို့ iss ကိုသုံးတာ they ကြတော့ are ဖြစ်သွားမယ် they are likely ပြီးတော့ adjective ရဲ့နောက်မှာ infinitive phrase လို့ပြောရတဲ့ကြောင့် to နဲ့ verb 0ဆိုတော့ to arrive late ရမယ်เนาะ ဲ့တော့ဒီမှာ common ဖြစ်တဲ့เนาะဒီ reason bar နဲ့ adjective တွေကိုဒီမှာပေးထားတယ်ကျွန်တော်တို့ simple word ကြလေးအရင်သွားမယ် အဲ့တော့ဒီမှာဆိုရင် vowel ကိုမျိုးစားခွဲမယ်ဆို appearance တွင်ပြင်ကိုဖော်ပြပေးတဲ့ verb ရှိတယ်။ happening အဖြစ်အပျက်ကိုဘာဖြစ်နေတယ်ဆိုတာကိုဖော်ပြပေးတဲ့ verb ရှိတယ်။ ag တဲ့ကတော့များများစားစားမကြည့်ဘူး၄ခုပဲရှိတယ်။ example စာကြည့်မယ်။အဲ့တော့ပုံမှန်ရေးတဲ့အရာပေါ့နော် base sentence ဆိုတော့ it appears that she know the answer အဖြစ်ကိုသူမသိတဲ့ပုံပဲ။ စာဂျက်ဗာစာဂျက်ဗာ clause နှစ်ခုပါတယ်အရှိအအရာက main clause အနောက်ကအရာက unbounded clause သို့မဟုတ် lower clause သူကို subject reason လုပ်မယ်ဆိုတော့ဒုတိယဝကျမှာရှိတဲ့ subject အရှိထွက်လာမယ်ရှိပြီးတော့ကျွန်မတို့ဒီ reason verb ကိုပဲပြန်သုံးမယ် appear ပြီးတော့မှ infinitive phrase လို့ပြောရတဲ့ကြောင့် to know the answer နောက်နောက်ကြောင့် it happened that they were late เนาะအဲ့တော့ဒီမှာဆိုရင် subject subject verb clause နှစ်ခုရှိတယ်ဒုတိယ clause က subject ကိုအရေးထုတ်မယ်ဆိုတာပြောရတဲ့ကြောင်း they ကအရှိရောက်လာမယ်ပြီးတော့ခါမှာကျွန်တော်တို့ happen เนาะအဲ့တော့ကျွန်တော်တို့အမြဲတမ်း present tense သုံးဖို့မလိုဘူးเนาะ past tense နဲ့သုံးလို့ရတယ်လို့ future tense နဲ့သုံးလို့ရတယ်ဒီမှာဆိုရင် past tense နဲ့သုံးပြထားတယ် they happen to be late เนาะအဲ့တော့ late က past be adjective ဆိုတော့ be နဲ့ ပြီးတော့သုံးတယ် it turned out that he was right เนาะသူမှန်တယ်ဆိုတာကိုနောက်ဆုံးတော့ပြလိုက်နိုင်ပြီ he turned out to be right သူမှန်တယ်ဆိုတာကိုပြနိုင်တယ် it is likely that they will win သူတို့နိုင်မဲ့ပုံပဲအဲ့တော့ they are likely to win sajava sajava cross နှစ်ခုเนาะဒါဒီ concept တွေရတယ်ဆိုရင်ရပါပြီ အဲ့တော့ကျမတို့ formal ရော informal ရောဒီနော်ဒီဝါကြတွေစုပေါင်းပြီးတော့တခါတည်းလေးလာကြည့်မယ်ဒီမှာဆိုရင်ကျမတို့ဒီ right မှာနော်ဒီ reason bar တွေကိုဒီမှာပေးထားတယ် adjective တွေလည်းပေးထားတယ်ပြီးတော့ less formal ပေါ့နော်ဒီ bar တွေလည်းဒီမှာပေးထားတယ် example မှာစာကြည့်မယ် the reserve seen to confirm the theory ရလာကဒီ theory ကိုဒီမှန်ကန်ကြောင်း confirm လုပ်နိုင်ပြီ seen ဆိုတဲ့ကျမတို့ဒီ reason verb ကိုသုံးတယ်နောက်မှာ infinitive phrase ထို့အတူပဲ the manuscript appear to has been lost အဲ့တော့ဒီလက်ရေးစာမှုပျောက်သွားတဲ့ပုံပဲเนาะ appear ဆိုတဲ့အရာသူဒီပါအရှင်မမလုပ်ဘူးเนาะကျွန်တော်တို့ appearance နဲ့ happening ကိုပဲပြတဲ့ verb ဖြစ်တယ် the solution proved to be similar than expected เนาะမျှော်လင့်ထားတာတဲ့သူကပို့ပြီးတော့မှရိုးရှင်းတယ်ဆိုတာကို solution နဲ့ဖြည့်ရှင်းချက်ကတတ်သိပြပြီးပါပြီ she happened to know the answer in င် mediate လေးသူမကအပြေကို ချက်ချင်းသဘောပေါက်လိုက်ပြီเนาะ experience driver เนาะဒီတွေးကြုံရှိတော့ဒီ driver ဒီရမောင်းတဲ့သူတွေက tend to react faster in emergency အရေးပေါ်ခြေနေဒီမှာဆိုရင်တဲ့ပို့ပြီးတော့မြန်မြန်ဆန်းဆန်းတုံ့ပြန်နိုင်တယ်လို့ပြောတယ် tend to the mostly เนาะအဲ့တော့ နောက်တစ်ချက် that the company is likely to announce new policy next week နောက်တစ်ပတ်မှာနော်မူဝါဒအသစ်တွေကိုကြေညာမယ်အလားအလာရှိတယ် the participant are certain to benefit from the workshop ဒီအလို့ယုံဆွေးနွေးပွဲနေပြီးတော့ဒီ participant လာပြီးတော့တက်ရောက်ပူပေါင်းပါဝင်သူတွေကအကျိုးမြန်ရမယ်လို့ထေချတယ် he is bound to face challenges in his new role သူရရာထူးအသစ်မှာဒီစိန်ခေါ်မှုတွေတွေကိုရင်ဆိုင်ရဖို့ထေချနေတယ်နော်ဒါဒီ bound to အဲ့တော့ဒီ employees go to complete the project ahead of schedule အဲ့တော့ဒီ time table ပေါ့နော်တမန်ချိန်နဲ့စော်ပြီးတော့ project ကို သူတို့ကပြီးမြောက်သွားခဲ့တယ်เนาะအလုပ်သမားတွေက the meeting turned out to be more productive than expected ဒီညှော်လင့်ထားတာတဲ့ဒီ meeting ကပို့ပြီးတော့ထိရောက်မှုရှိတယ်ဆိုတာကို ပြသသွားတယ်ပေါ့နော် အဲ့တော့ကျွန်မတို့စာချက် reason နဲ့ပတ်သက်ပြီးတော့မှန်ရမဲ့ဒီ tip ပေါ့နော်အချက်လေးတွေကိုပြောပြမယ်။အဲ့ဒီစာချက် reason ဝတ်ကြမှာသုံးထားတဲ့ဒီ reason ပါအဲ့ဒီ reason ပါတွေကတဲ့ဒီ theta rose ရာကဒီအဓိပ္ပာယ်ကိုဖော်ပြပေးတဲ့တောင်းသူတို့ကလှုပ်ဆောင်တော့ မဟုတ်ဘူး။ဘာဖြစ်နေလဲ happening နဲ့ appearance ဒီနှစ်ခုကိုပဲသူကပေးတာ။ဒီမှာ exam မှာကြည့်မယ်။ John seen to be tired ။ John ကဘာမှလုပ်တာမဟုတ်ဘူး။ John ကြည့်လိုက်တဲ့အခါမှာပင်ပန်းနေတဲ့ပုံပေါ်တာ။ဒါကိုပဲပြောတာ။ဒီ seen ဒီကျွန်တော်တို့တဲ့ဒီ reason var လို့ခေါ်တယ်နော်။ဒီနေရာမှာသုံးတဲ့ var တွေက reason var တွေဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ ith နဲ့ရေးမယ်ဆိုရင်ဒီ subjective verb subjective verb နဲ့ကြားတယ်မှာ relative pronoun ထည့်ပေးဖို့လိုတယ်။ဒီတိုင်းရ ငေးထားတယ်ဆိုရင်ကျွန်တော်တို့မှားတယ် int see ပြီးတော့ပါလာမယ် that john sleep အဲ့တော့မှန်အောင်ဒီ correct version နဲ့ပြန်ရေးမယ်ဆိုရင်ဒီ suggest va suggest va ပါနေတဲ့ clause နှစ်ခုပါတော့ဝက်ကြောင်းမှာဒီ abandoned clause လို့ခေါ်တဲ့ဒုတိယဝက်ကြောင်းက subject ကိုအရှိပို့ပြီးတော့ရေးတယ်အရှိပို့လိုက်မယ်ဆိုတဲ့အတွက်ကြောင့် John ကအရှိရောက်လာပြီးပြီးတော့ဒီ reason verb ကိုပြန်သုံးဆိုတဲ့အတွက်ကြောင့် scene ကိုပြန်သုံးမယ်အဲ့တော့ reason verb ရဲ့နောက်မှာ always infinitive phrase လာရမယ်ဆိုတဲ့အတွက်ကြောင့် to never zero နဲ့လိုက်တယ်နော်ဒီတိုင်းရေးရင်လည်းရေးသို့မဟုတ် to be sleeping ဆိုပြီးတော့ ing form ပေါ့နော်ဒီ ing ပြောင်းပြီးတော့2ရက်နောက်မှာ base ဘာ BEV ထပ်ပြီးရေးလဲရတယ်ထို့အတူပဲကျွန်တော်တို့ IT internet ရေးမယ်ဆိုရင် it seen ပြီးတော့ relative pronoun that လာမယ်ပြီးတော့မှ john sleep အဲ့တော့ဒါမှ ဒီစာချက်ရဲ့ဘာရဲ့စာချက်ရဲ့ဘာရဲ့ class နှစ်ခုပါတယ်အရှိမတွေ့ရတဲ့ဘာကဒီစာချက်ကကျမတို့အတွက် main class အနောက်မှာတွေ့ရတဲ့စာချက်ဘာပါတယ်ဝက်ကြက unbounded class တနည်းအားဖြင့်တဆင့်နှိပ်ထားတဲ့ lower class လို့ခေါ်တယ်အဲ့တော့ကိုစာချက်ကို မြင့်တင်ပေးမယ်ဆိုပြီးတော့စာချက် raising နဲ့တွားပြီးတော့သုံးမယ်ဆိုရင်ဒီအနောက်မှာပါတဲ့စာချက်ကို အရှိဆုံးပို့တနည်းအားဖြင့် main class နေရာကိုတွားပို့ပြီးတော့ဒီ raising ဖောက်ကိုယူတော့ raising ဖောက်ကိုသုံးပြီဆိုတာ ਨੇ infinitive phrase မဖြစ်မနေလိုက်မယ် okay เนาะအဲ့တော့ it seems that john sleep လို့ရေးရင်လည်းရေး it seems that john is sleeping လို့ရေးရင်လည်းရေးဒီအနောက်မှာရေးထားတဲ့ဒီဝကြနှစ်ချောင်းက ordinary ဝကြ subject rising နဲ့ရေးမယ်ဆိုရင်တော့ဒီ subject အရှိပို့ပြီး infinitive phrase ရဲ့ raising ဘွားကိုသုံးပြီးတော့ရေးတာ နော်အဲ့တော့ infinite phrase ဆိုတဲ့အတကြောင့် to never zero အနောက်မှာ ing ပဲဖြစ်ဖြစ်နော်ဒီ complement ပဲဖြစ်ဖြစ်ကြာနေတဲ့ဆောင်ဆက်ရေးပေးဖို့လိုတယ်အဲ့တော့တခုနောက်တခုထပ်ပြီးတော့မှတ်သားရမှာကကျွန်တော်တို့ present tense တခုတည်းသုံးတာမဟုတ်ဘူး past tense အတွက်လည်းသုံးတယ် future tense အတွက်လည်းသုံးတယ် past tense ဆိုတော့ seen ဖြစ်ပုံပေါ်သည်ထင်ရသည်ဆိုတာပါကိုကျွန်တော်တို့ ed ပေါင်းပြီးတော့ရေးတာအဲ့တော့ past tense ပဲဖြစ်ဖြစ် present tense ပဲဖြစ်ဖြစ် future tense ပဲဖြစ်ဖြစ်အနောက်မှာတော့ to never zero infinite alternative phrase type ကိုလိုတယ်။ဒီ future tense နဲ့ဒီဟုတ်ဒီ future tense အတွက်ရေးမှတ်ဆိုရင်ဒီ adjective ကိုသုံးမှတ်ဆိုတော့ထို့အတူပဲเนาะ အနောက်မှာဘ0လိုက်ပေးဖို့လိုတယ်။သူဒီကျွန်တော်တို့ formal เนาะ academic writing မှာအသုံးများတယ် informal တနည်းအားဖြင့်ကျွန်တော်တို့ stylist ဖြစ်အောင်ရေးမယ်ဆိုရင်တော့ဒီဒီဘောเนาะဒီဘနေရာမှာ၃ခုเนาะရှေ့မှာပြထားတဲ့ GETK ရဲ့ COME ခန်းရဲ့ turn out ရဲ့ဒီ၃လုံးကဒီ stylist ဖြစ်အောင်ရေးတဲ့နေရာမှာ၃နဲ့ဘာတွေဖြစ်တယ်။အဲ့လို့ဆိုရင်တော့ဒီအဆင်ပြေမယ်လို့ယူဆတဲ့ subject ဒီ reason နဲ့ပတ်သက်ပြီးတော့ဘောเนาะမှတ်စရာများများစားစားဖြစ်ဘူးเนาะ၃ချက် ည်းရှိတယ်။ tense ၃ခုစလုံးနဲ့လည်းသုံးလို့ရတယ်။ပြီးတော့ကျွန်တော်တို့ subject verb အဲ့ဒီ verb က reason verb ဖြစ်ဖို့လိုတယ်။အနောက်မှာဒီ infinitive phrase to blah blah စီတို့လာရအောင်နော်။ဒါလို့ဆိုရင်ဆင်ပြေမယ်ယူဆပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။